လက်ချင်းကအစီအစဉ်အဆုံးသတ်ပြီးဒန်နီပူရင်းရဲ့ပွဲအတွက်အဆင်သင့်ဖြစ်နေပြီလို့ကြွေးကြော်လိုက်တဲ့တာခယုပရိသတ်များအားလုံးပဲမင်္ဂလာပါများ။မန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်။လာမယ့်113ပြိုင်ပွဲမှာဒန်နီပူရင်းရဲ့ရှင်မြိုင်ထိုးသက်သွားရမယ့်ပွဲအတွက်လက်ချင်းရဲ့ကာလကိုအဆုံးသတ်လိုက်ပြီးဖြစ်ပြီးတော့ပွဲထိုးဖို့အတွက်အဆင်သင့်ဖြစ်နေပြီလို့တာခယုကပရိသတ်တွေထံအတည်ပြုပြောကြားလာခဲ့ပါတယ်။ဒီပွဲအတွက်သူရဲ့ပြင်ဆင်မှုတွေကိုရှင်းပြထားတဲ့အနေနဲ့တာခယုကအခုလိုမျိုး ပြောကြားလာခဲ့တာပါ။ ဒီနေ့မှာတော့ခက်ခဲကြမ်းတမ်းလုပ်တဲ့ခရီးရှည်ကြီး full training camp ပြီးဆုံးခဲ့ပါပြီ။ဒီကလာတွင်းမှာကျွန်တော်ရှမ်းကုန်ပေးဆက်ခဲ့တယ်လို့လုံနိုင်နာမန်သမီးအကုန်လောက်ခဲ့ပါပြီ။အခုတော့ training session တွေနားပြီးတော့ muscle recovery လုပ်ရပါမယ်။ game plan ဘိုင်းနဲ့ပြင်ဆင်မှုဘိုင်းကတော့လုံလောက်ပြီမလို့ဝေချဖို့နဲ့ခနာကိုလမ်းဆန်းနေဖို့အတွက်ပဲအာယုံစိုက်ရတော့မှာပါ။ဒီဘက်မှာကျွန်တော်ပဲအနိုင်ရမှာပါ။လုံးဝအမာယွင်းဖြစ်မှာမဟုတ်ပါဘူးလို့ပရိသတ်တွေကိုပြောကြားလာခဲ့ပါပြီ။ဒီစကားတွေကတာကီယူရဲ့စိတ်နှလုံးထဲမှာပြည့်နေတဲ့ယုံကြည်ချက်နဲ့ပြင်ဆင်မှုတွေကိုပြသနေပါရည် သူဟာဘလို့ပြင်ဆင်မှုတွေလုပ်ခဲ့တယ်လဲဘာတွေကိုရေးပေးလဲဘာကြောင့်ဒီလိုယုံကြည်ချက်ရှိရှိပြောနိုင်တာလဲဆိုတာတွေကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ပါဒါကိူကကကဲချန်နယ်လုံးနဲ့ခရီးရှည်ကြီး full training camp ပြီးဆုံးခဲ့ပြီလို့ပြောတာကသူရဲ့လေ့ကျင့်ခန်းကာလကဘလောက်ပြင်းထန်လဲဆိုတာကိုပြတာနေပါတယ်ဒါကိူတို့လို super star တွေ training camp ဆိုတာကပြိုင်ပွဲမတိုင်ခင်ရပောင်းများစွာလေ့ကျင့်ရတဲ့အချိန်ပိုင်းဖြစ်ပြီးတော့အဲဒီတည်းမှာကစားမတယောက်ရဲ့ကိုယ်ခန္ဓာနဲ့စိတ်ဓာတ်ကိုအပြည့်အဝပြင်ဆင်ထားရပါတယ်ဒါကိူကသူ့ရဲ့ training camp အတွင်းမှာ ကိုခနာအားကစားနဲ့ပတ်သက်ပြီးတော့အစွမ်းကုန်လှုပ်ဆောင်ခဲ့ပါတယ်။သူဟာအစွမ်းကုန်ပေးဆက်ခဲ့တယ်လို့လုံနေနာမသမ ्या အကုန်လှုပ်ခဲ့ပါတယ်လို့ပြောခဲ့တာကိုထောက်ရှုမယ်ဆိုရင်တော့သူ့ရဲ့လက်ကျင်ကန်းကဘလောက်ပြင်းထန်တယ်လဲဆိုတာသိတာထင်ရှားပါတယ်။ဒါကီဟာသူ့ရဲ့ကာဒီယိုအားကိုတွတ်တက်အောင်လက်ကျင်ခဲ့ပါတယ်။သူကတက်လုံပိုင်းကိုရည်ရှိထိန်းသိမ်းနိုင်မှုအတွက်လက်ကျင်ကန်းတွေကိုပုံမှန်လှုပ်ခဲ့ပါတယ်။ဒါ့အပြင်သူ့ရဲ့တိုက်စစ်အားကိုတွတ်တက်အောင်လို့လက်ကျင်ခဲ့ပါတယ်။ဒါခေယုကသူ့ရဲ့ခွန်အားကိုတိုးတက်အောင်လေ့ကျင့်ခဲ့ပါတယ်။သူဟာပုံစံမျိုးမျိုးရှိတဲ့ခွန်အားလေ့ကျင့်ခန်းတွေကိုလုပ်ခဲ့ပါတယ်။ ဒါပြင်သူ့ရဲ့ခနာကိုစိတ်ပိုင်းကိုလည်းလေ့ကျင့်ခဲ့ပါရီဒါခေဦးကသူ့ရဲ့လေ့ကျင့်ခန်းတွေကိုနည်းစနစ်တကျလောက်ခဲ့ပါရီသူဟာပြိုင်ပွဲရဲ့အားနည်းချက်တွေကိုလေ့လာခဲ့ပြီးတော့ဒီအားနည်းချက်တွေကိုအသုံးချပြီးတော့အနည်းပြဟာတွေချိန်ညီခဲ့ပါရီဒါခေဦးကသူ့ရဲ့ training camp အတွင်းမှာနည်းပြဟာချမှတ်ခြင်းနဲ့နည်းစနစ်ပိုင်းဆိုင်ရာသတ်မှတ်ခြင်းတွေကိုအဓိကလေ့လာခဲ့ပါရီသူက game plan ပိုင်းနဲ့ပြင်ဆင်မှုပိုင်းကလုံလောက်ပြီလို့ပြောခဲ့တာကိုထောက်ရှုမယ်ဆိုရင်နည်းပြဟာတွေကိုဘယ်လောက်တောင်ပြင်ဆင်ခဲ့သလဲဆိုတာသိနိုင်ပါရီဒါခေဦးဟာသူ့ရဲ့ပြိုင်ပွဲဖြစ်တဲ့ဒီနေ့ပူရီရဲ့ကစားပုံကိုအမျိုးမျိုးလေ့လာခဲ့ပုံရပါရီ သူဟာပူလေးရဲ့အာသာချက်တွေအားနည်းချက်တွေကစားပုံတွေကိုအသေးစိတ်လေ့လာခဲ့တာဖြစ်မယ်ထင်ပါတယ်။တာခိယူကပူလေးရဲ့ကစားပုံကိုလေ့လာပြီးတဲ့နောက်မှာသူ့ရဲ့နီးပြားကိုချိန်ညှိခဲ့ပါတယ်။သူကပူလေးကိုဘယ်လိုတိုက်ခိုက်မယ်ဘယ်လိုကာကွယ်မယ်ဘယ်လိုခုခံမယ်ဆိုတာတွေကိုစဉ်းစားခဲ့ပြီးတော့သူ့ရဲ့နီးပြားလေးနဲ့တူနီးစတပိုင်းဆိုင်ရာအတွက်သတ်မှတ်ခဲ့ဟန်ရှိပါတယ်။တာခိယူဟာသူ့ရဲ့နီးစနစ်တကျကစားမှုကိုလေ့ကျင့်ခဲ့ပါတယ်။သူဟာသူ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကိုကောင်းထည်ဖော်နိုင်မဲ့နီးစနစ်တွေကိုလေ့ကျင့်ခဲ့ပုံရပါတယ်။တာခိယူဟာသူ့ရဲ့ training camp အတွင်းမှာစိတ်ဓာတ်ခိုင်မာမှုနဲ့စိတ်ခံစားချက်တွေကိုလည်း လေ့ကျင့်ခဲ့ပါတယ်။သူဟာဝဲချဖို့နဲ့ခနာကိုလမ်းဆန်းနေဖို့အတွက်ပဲအာယုံဆိုင်ရတော့မှလို့ပြောခဲ့တာကိုထောက်ရှုမယ်ဆိုရင်သူရဲ့စိတ်တကြံ့ခိုင်မှုကိုဘလောက်တောင်ရေးပေးထားသလဲဆိုတာသိနိုင်ပါတယ်။နောက်တော့ဒါခေယူက training session တွေနားပြီးတော့ muscle recovery လုပ်ရပါမယ်လို့ပြောခဲ့တာကသူရဲ့လေ့ကျင့်ကမ်းကာလပြီးဆုံးပြီးတဲ့အချိန်မှာကိုခနာကိုပြန်လည်ထူထောင်ဖို့အရေးကြီးကြောင်းကိုပြသနေပါတယ်။ဒါခေယူလို superstar တွေအတွက် muscle recovery ဆိုတာကအရေးကြီးပါတယ်။ကကယ်လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အချိန်မှာကိုကနာမှာပြဿနာတွေဖြစ်ပေါ်နိုင်ပါ रे အဲဒီပြဿနာတွေကိုဖြေရှင်းဖို့ muscle recovery လုပ်ခြင်းဟာ လုံးဝအရေးကြီးပါတယ်။ Master Recovery ဆိုတာကကစားမရရောက်ရဲ့ကြွက်သားကိုပြန်လည်ထူထောင်မှုလိုအပ်တဲ့ချိန်ပိုင်းဖြစ်ပါတယ်။ခက်ခဲလေ့ကျင့်ခန်းတွေပြုလုပ်ပြီးတဲ့နောက်မှာကြွက်သားတွေမှာပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ဥပမာအဖြစ်တော့ကြွက်သားနာကျင်ခြင်း၊ကြွက်သားကျွတ်ခြင်း၊ကြွက်သားဆွဲခြင်းတို့ဖြစ်ပါတယ်။အဲဒီပြဿနာတွေကိုဖြေရှင်းဖို့ Master Recovery လုပ်ခြင်းဟာလုံးဝအရေးကြီးပါတယ်။ဒီတော့အားစီးတုံးတာအပန်းဖြေတာအစားအစာနဲ့အိပ်စက်ခြင်းတို့ကိုထိန်းချုပ်တာတွေလုပ်ရပါတယ်။ အချုပ်ဆိုရရင်တော့ရောထန်တဲ့ရှုံးဘဲကနေအကောင်းဆုံးပြန်လဲရုံးထွက်နိုင်မှုအတွက်တာကီယိုဘက်ကအတော်လေးကိုမှအားခဲထားခဲ့ပုံပါပဲဒီပွဲမှာတော့ဂျပန်ဆမ်မူရိုင်းကြီးရလက်ကောင်းနိုင်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာအစုံနှိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ